ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်အမရေဘာဖြစ်လို့အိုစားသက်တွေယူပြီးရက်နေရလဲဘာဖြစ်တာလဲဒါလားငါပြောဖို့မေ့နေတာငါတငယ်ချင်းမွေးနေ့ရှိရလေငါတို့ညောင်လုံးဖိတ်ထားတာငါတို့ပါတီကိုသွားမယ်လေငါနှင့်ကောင်ဝတ်လိုက်မယ် နင်ကြတော့ငါကောင်ဝင်ဝတ်လိုက်လေဟုတ်တယ်အမပြောတာလည်းမှန်တယ်ညီမတို့ကတခါစီဝတ်ပြီးပြီလေအခုတခါလဲဝတ်လိုက်မယ်လူတွေကလည်းအစ်စ်လိုပဲထင်ကြလိမ့်မယ်ဟုတ်တယ်နင်ပြောတာမှန်တယ်အဲ့ဒါကြောင့်ညီမနှောက်ရှိတာကောင်းတယ်တယောက်ဥစားတယောက်ဝတ်ကြပြီးရင်တပ်ပုံတွေလည်းရိုက်ကြနဲ့ပြောစရာကြီးစန်းစန်းနဲ့နှင်းစီကတယောက်နဲ့တယောက်စကားပြောနေကြပြီးနှစ်ယောက်လုံးကလည်းအဝတ်လဲပြီးတော့ပါတီကိုသွားကြပါလိမ့်ဆန်းဆန်းနဲ့နှင်းစီတို့ညီမနှစ်ယောက်ကအရင်ချစ်ကြပြီးတငယ်ချင်းတွေလိုပဲနေထိုင်ကြပါလေ ပါတီသွားပြီးစားကြတောက်ကြနဲ့အိမ်ပြန်လာပြီးဒီလိုပဲချိန်တွေကုန်ဆုံးခဲ့ပြီးတော့ညီမနှစ်ယောက်လုံးလည်းယောက်ျားရသွားခဲ့ပါတယ်။ကန်တရားကြောင့်ညီမနှစ်ယောက်ကအင်ကက်ရဲ့ယောက်ျားရပြီးဆန်ဆန်အင်းကလူတွေကတော့စီးရဲကြပြီးတော့နင်းစီအင်းကလူတွေကြတော့ချမ်းသာကြပါတယ်။ညီမနှစ်ယောက်ကယောက်ျားရတာတပတ်ပြည့်သွားခဲ့ပါတယ်။အမေရေသမီးအဝတ်တွေအရင်သွားလျှော်လိုက်မယ်နော်။အဝတ်တွေလျှော်ပြီးမှပဲညနေစာချက်တော့မယ်။ဟုတ်ပါပြီ။ပီယိုထဲမှာစက်ပြာမောင်ထပ်ထားတယ်ယူလိုက်နော်။ ဆန်ဆန်ကလည်းဆက်ပြမုံယူပြီးအပြင်က နေပူထဲမှာအဝိတ္တိရှုံနေပါတယ်။ဆန်ဆန်အဝိတ္တိရှုံနေတဲ့အချိန်မှာနှင်းစီကပြတင်းပေါက်ကနေကြည်နေပါတယ်။ဆန်ဆန်ကလည်းနေပူထဲမှာအဝိတ္တိရှုံနေရပဲတနာပါတယ်။လူတွေပြောတာလည်းမှန်တယ်။သူ့ကံတရားနဲ့သူလာကြတာပဲကောင်းပါတယ်။ငါအပြူတွေကပြင်မလို့ပဲနေတာလေ။အဲ့ဒါကြောင့်ချမ်းသာတဲ့အိမ်ရတာဆန်ဆန်ကြတော့စိရတဲ့အိမ်ရတာ။နှင်းစီကတထည့်အိမ်မှာယောက်ျားရတာကြောင့်မာနာတက်နေပြီး နင်းစီဟာစကားတွေပြောရင်းနဲ့အိမ်ထဲရှောက်လာပြီးဒီလိုပဲတည့်ရကြတော့ညီမနှစ်ယောက်ကဈေးထဲမှာတွေ့ခဲ့ပါတယ်။အမေမတွေ့တာဘလောက်ကြာပြီလဲ။ညီမတို့ကအိမ်နားမှာသာနေကြတာမတွေ့ရအောင်နော်။အမရောနေကောင်းနေမလား။ငါကတော့နေကောင်းတာပေါ့။ငါအိမ်မှာအားလုံးအဆင်မြင့်နေ။ပစ္စည်းတွေကလည်းအရန်တန်ဖို့ရှိတယ်။အဲကွန်လည်းရှိတယ်။ဆန်းဆန်းရေးနေရလဲဘလို့အသီးရွက်တွေဝယ်ထားတာလဲ။အရွက်တွေကဖြစ်နွမ်းနေပြီ။အာလူးတွေကလည်းညစ်ပတ်နေရပဲ။ငါ့ကိုကြည့် အမြဲတမ်းကုန်တိုက်တွေကနေပဲလက်ဆက်တာဝဲတယ်။ဒါတွေကတော့မှန်ပါတယ်။စင်းရဲတဲ့သူတွေကဒါတွေမတက်နိုင်ဘူးလေ။ဘလို့ဝဲရမလဲ။အမလည်းအပြိုတော့ကဒီလိုပဲစားတာလေ။ဟုတ်တယ်လေ။အရင်ကတော့စားတာမှန်ပါတယ်။ဒါပေမဲ့အခုငါမစားတော့ဘူး။နင်တို့လိုစင်းရဲတဲ့သူကလည်းပေးစားနိုင်မလဲ။နင်ပြောတာမှန်တယ်။ငါသွားရမယ်နော်။အိမ်မှာအလုပ်တွေအများကြီးရှိသေးတယ်။မင်းကြီးကဒီလိုပြောပြီးထွက်သွားကဒါပေမဲ့ဆန်ဆန်ကသူ့စကားတွေကြောင့်စီမကောင်းဖြစ်နေပါတယ်။အမေ အမလေးအရင်ကနဲ့မတူပါလားအရင်ကဆိုသမီးကိုအရန်ချက်တာဘာမဆိုအကုန်ပေးတယ်အခုအမနဲ့ပြောရတာသစိမ့်လို့ပါပဲဘာမှမဖြစ်ပါဘူးချွေးမရဲ့နေအမစကားတွေကိုစိတ်ထဲမှာထားမနေနဲ့ပတ်စံအားလေတခါတလေကောင်းတယ်တခါတလေကြိုက်မကောင်းလူတွေကြားတဲ့ကိုရန်တိုက်တယ်မောင်နှမတွေကလည်းအဲ့လိုပါပဲနေအမနဲ့နေလဲအဲ့လိုပဲစကားများတာပါစိတ်ထဲထားမနေနဲ့ယောက်မကလေးဆန်းဆန်းကိုဒီလိုပြောပြီးဆုံးပါကနှစ်ယောက်လုံးကလေးအင်ပြန်သွားကြပါလိမ့် ီလိုနဲ့ပဲချင်းတွေကုန်းဆုံးသွားပြီးတော့ချွေးမနှစ်ယောက်ကလည်းကုဝင်နဲ့ဖြစ်သွားခဲ့ပါတယ်အမေကတော့ဒီနေ့ထမင်းဟင်းတွေလည်းအကုန်ချက်တယ်အကုန်လောက်တယ်ပကံတွေဆေးဖို့ကြံတာပဲငါပဲဆေးလိုက်မယ်အမေလည်းတက်တာသွားတာပေါ့ဆန်ဆန်ကလည်းပကံတွေယူပြီးအပြင်ကိုလာဆေးတဲ့အချိန်မှာရောက်ခမကရောက်လာပြီးတော့ပြောခဲ့ပါတယ်ဆန်ဆန်ရေးဘာလုပ်နေရလဲအော်အမေရေပကံတွေဆေးနေတာချွေးမရေငါပါပြောထားလဲအိမ်အလုပ်တွေမလုပ်ရဘူးလို့ပြောတယ်လေ နေကကိုဝင်ကြီးနဲ့လေတလောက်ပူအိုက်နေရတခြားအလုပ်တွေမခိုင်းလဲတီလုပ်တွေလည်းငါအကုန်လုပ်မယ်အမေကလည်းထားလိုက်ပါမထားပါဘူးချွေးမရဲ့ထတော့ချွေးမအလုပ်မလုပ်ရပါဘူးကွယ်ငါစေးမယ်ဖဲဖဲဖဲတန်ဆန်ရောက်ခမကလည်းသူ့ကိုဘာမှမခိုင်းပေပကင်းတွေကိုကိုတိုင်းစီးနေပါလေအင်းလုပ်တွေအားလုံးကိုလည်းသူ့ပဲလုပ်ပါလေဆန်ဆန်ကိုဘာမှမခိုင်းပါဘူးဆန်ဆန်ကိုသူ့ရောက်ခမကတဏီကုံဂယုဆိုင်ပြီးအလုပ်မခိုင်းမထားကတစ်ဖက်မှာတော့ဖျားရည် ငါကိုဝန်သာရှိနေတာဘသူမှကယူမဆိုင်ဘူးမနဲ့တရားလည်းဘာမှမစားရသေးဘူးအမေကလည်းငါ့ကိုလုံးဝကယူမဆိုင်ဘူးငါပဲအောက်သွားပြီးတခုခုစားမှရမယ်နင်းစီကလည်းလှေကားဘောကတဖြည်းဖြည်းဆင်းလာပြီးအောက်ကိုလာခဲ့ပြီးတော့သူ့အိမ်ဘုတ်ကိုစိတ်တူပြီးအော်နေပါတယ်နင်းကိုဒီအိမ်မှာအလကားပတ်စံပေးထားလားငါ့ကိုအချိန်နဲ့ထမင်းတော့လာကျွေးလေဘာလုပ်နေရလဲအမရဲ့ညီမတောင်းမှန်ပါတယ်အတော်ကလေအခန်းထဲကိုဘာမှမယူသွားဖို့ပြောထားလို့ပါ ချွေးမရဲတောင်းမှန်ပါတယ်ငါလက်နဲ့ကိုကီယူမဆိုင်မိဘူးမနဲ့တဲရလည်းမအားတာငါလက်နဲ့ကျွေးမယ်နင်းစီရင်ကလူတွေကပတ်စံအရန်ရှိတာကြောင့်လူကိုယ်တော်ကိယူမဆိုင်ကြပဲအလုံနဲ့မအားသေးဖြစ်နေကြပါတယ်နင်းစီကလည်းပတ်စံတွေကတော့လူလီသေးမရှိအောင်ရပြီးတော့မိသားစုတွေရဲ့ချစ်ချင်းမြတ်တာကိုတော့မရခဲ့ပါဘူးဒီလိုနဲ့ပဲအချိန်တွေကြာလာပြီးချွေးမနှစ်ယောက်ကလည်းရာသီဥတုပူပူတိုင်းမှာပဲကိုဝင်ကလည်းလာရင်လာခဲ့ပါတယ်ဒီလိုပဲအချိန်တွေကြာပြီးတည့်ရကြတော့ မေရဲ့ဒီနေ့တော့ရမ်းပူတာပဲဟုတ်တယ်လေငါလဲကြပြီးရက်ခတ်ပေးနေရပဲအခုတိပူနေတော့မဲလားဟုတ်တယ်အမေဒါဆိုအပြင်လမ်းလျှောက်သွားမယ်လေကွင်းတွေသွားရင်လေးတိုက်မယ်ခြောင်ကမ်းပါနားတွေလည်းသွားမယ်နေအပူချိန်လည်းလျှော့လာမယ်စံစံနဲ့သူ့ရောက်ခမလေးလမ်းလျှောက်ထွက်လာပြီးလေကွင်းတွေမြက်တွေချမှာလမ်းလျှောက်နေပြီးခဏကြာမှတော့ချောင်းကန်းနောက်ကိုသွားခဲ့ပါရယ်စံစံကလေချောင်းကရေရီနဲ့စီနေပြီးလေအီးတွေကလေတက်ခတ်နေပါရယ်အမေရဲ့ အခုမှရမ်းနေလို့ကောင်းသွားတာပဲချောင်းထဲကရေလေးတွေနဲ့လေအေးလေးတွေရလဲကောင်းလိုက်တာအမေနေ့တန်းလမ်းလျှောက်လာမယ်လေဆန်းဆန်းကလည်းဒီလိုပဲလေးလေးခန်းနေရင်းနဲ့အင်ကိုပြန်လာခဲ့ပါလေအချင်းတွေကြာလာပြီးညီမနှစ်ယောက်ကိုဝင်ကလည်းကိုလာဖြစ်သွားပြီးတော့ဆန်းဆန်းရောက်ခမကလည်းသူ့အတွက်ကိုဝင်အန်ဒီရဲ့ကင်းပွဲလုပ်ဖို့အစီအစဉ်လုပ်လိုက်ပါလေချွေးမဆန်းဆန်းရေငါတော့မချမ်းသာဘူးဒါပေမဲ့ငါတတ်နိုင်တဲ့လောက်နဲ့လှုပ်ပေးမယ်နော်အိမ်ပေးနာအတော်ကြီးတွေနဲ့နှင်းကိုလည်းဖိတ်ထားတယ် အမေကသမီးတို့တလောက်စဉ်းစားတာပဲသမီးဟာအရင်ကျေးဇူးတင်ပါတယ်။ယောက်ခမကလည်းအဲ့လိုပြောပြီးအင်ကိုတန့်ရှင်းရေးလောက်ကဘာမှအနာမစင်မင်းအားလုံးအတွက်အိမ်မပေးထမင်းစားဖို့ချက်ပါတယ်။အနာကြမှာအေးသေးရီအားလုံးရောက်လာခဲ့ပါတယ်။အမလီဆန်ဆန်ရဲ့နင်တို့အိမ်ကလည်းပူလိုက်တာငါတော့အမြန်စားပြီးပြန်တော့မယ်။ဆန်ဆန်အိမ်မကလည်းပန်ကာမရှိတာကြောင့်အေးသေးရီကလည်းအမြန်စားပြီးအိမ်ပြန်ကြပါတယ်။ခဏကြာမှနင်းစီကလည်းစားလို့ပြီးသွားပြီလို့ပြောခဲ့ပါတယ်။ ဆန်ဆန်ရဲ့အစားတောက်ကတော့ကောင်းပါတယ်။ဒါပေမဲ့သေချာမစီစင်နိုင်ပွဲတွေမလုံနဲ့လေ။ဒီမှာမတက်တော့မရက်နိုင်တော့ဘူး။နီးစီကလည်းနောက်တစ်ခါဆန်ဆန်ကိုပြောဆိုပြီးတော့ထွက်သွားပါတော့တယ်။ဒီတစ်ခါတော့ဆန်ဆန်ကဘာမှမဖြစ်ပါဘူး။ဒီလိုပဲနောက်ရက်ကျတော့နီးစီရောက်ခမကလည်းသူ့အတွက်ကိုဝင်အနီးရကင်းလုပ်ပေးပါတယ်။ဆန်ဆန်နဲ့သူ့ရောက်ခမကလာခဲ့ပါတယ်။နေစီပွဲကိုကြတော့ဟိုတယ်တစ်ခုမှာနှားပြီးတော့လုပ်ပါရယ်ပွဲမှာကလည်းအဲကွန်းတွေတက်ထားပါရယ်အလုံးကတော့အဆင်ပြေနေပြီ ယုတ်တရအေကွန်ကရဲသွားခဲ့ပါတယ်။အေကွန်ပိတ်တာနဲ့အလုံးလေးပူလောင်လာခဲ့ပါတယ်။အေကွန်ပိတ်ပြီးငါတို့တတ်မလို့လား။ဘာဖြစ်တာလဲ။ဟုတ်ပါဟဲ။ဟိုတယ်ရတာကြီးနေတာ။အေကွန်ကကြတော့အဆုတ်ကြီး။အရင်ချိန်မှာနှင်းစီကသူ့ယောက်ခမကိုစိတ်တူပြီးတော့ပြုတ်ခဲ့ပါတယ်။အမေကလည်းဘလို့လောက်တာလဲ။အလုတ်တစ်ခုလောက်တယ်။သေချာမလောက်ဘူး။ဟိုတယ်ငှားတယ်။အေကွန်ကအဆုတ်ကြီးတတ်ထားတယ်။ပြက်သွားပြီ။အခုတော့တိတ်ခါတွေကြကုန်ပြီ။နှင်းစီကလည်းသူ့ယောက်ခမကိုပြောဆိုနေတဲ့အချိန်မှာ ဆန်ဆန်ကအနောက်ကရောက်လာပြီးတော့ပြောခဲ့ပါတယ်။အမရေယောက်ခမနဲ့ဒီလိုစကားပြောတာမကောင်းလေ။အဲ့လိုမပြောပါနဲ့။အမအတွက် तू ကတလောက်ကောင်းအောင်စီစဉ်ထားတာ။အဲကွန်ကပြတ်သွားတာလဲအတော်ပြစ်မှမပါတာ။ဆန်ဆန်ကလည်းနှင်းစီကိုပြောနေပြီးဒီအချိန်မှာနှင်းစီကစိတ်တူပြီးတော့ပြောပြန်ပါတယ်။နေဝင်မပါနဲ့ဆန်ဆန်ပတ်ဆက်ပိတ်ထား။တော်ပြီနှင်းစီရေ။နင်းကဘာပဲလုပ်ပေးလုပ်ပေးအဆင်မပြေဘူး။ရှိတလောက်နဲ့မနေတတ်ဘူး။နှင်းညီမကြတော့မရှိတလောက်နဲ့ကိုနေတတ်တယ်။ နင့်ကိုချွေးမလုပ်ပြီးခေါ်လာတာငါမှားတာပါ။ယောက်ခမကဒီလိုပြောတာကြောင့်နင်းစီကလည်းသူ့မောင်းကိုတီသွားပါတော့တယ်။နင်းစီကလည်းရှက်ပြီးမျက်နှာငယ်သွားရပါတယ်။အိနေကစပြီးနင်းစီကဆန်းဆန်းနဲ့သူ့ယောက်ခမကိုဘာမှမပြောဘဲတီချနေထိုင်ခဲ့ပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။